စတင်မာမိုးကဒစိမ့်စိမ့်ရောသွန်းလို့နေပါတယ်။ဒီလင်းအောင်ကြီးစစ်ဆောင်စခန်းဟာလက်နက်ကင်တော်လန်ရေးစတင်ကလေးကနေအိမ်တွေကိုပြစ်ပြီးစစ်ပေးရှောင်လာခဲ့ရတာဖြစ်ပါတယ်။ဒီလင်းနေကြော်ကလာအတွင်းမှာစားနေရိတ်ခါတွေကတော်တော်ကိုခက်ခဲလာပါတယ်။အခုဆိုရင်စားစရာစံမှာမရှိတော့ပါဘူး။ စားစရာစမရှိတဲ့အတွက်ကိုဝင်ဆောင်တွေကလေးငယ်တွေအတွက်အာဟာရမရရှိကြပါဘူး။ခုချိန်မှာအလှရှင်တွေရဲ့ကုညီထောက်ပံ့ပေးကြဖို့ကိုလည်းအရန်လိုအပ်နေပါတယ်။ချိုတဲမောင်အဆိုရင်မိတယ်ဟုတ်ကိုယ်ကစားဆောင်နေရတော့ဘာလို့လဲဆိုကိုကကိုဝင်ရှိဘူးဆိုနေရစာစားရတဲ့ဆရာမတွေပြောပုံမှန်ထပ်ပူစားရမယ်ဆိုအခုကနေရစာမပြောတဲ့တယောက်စားတော့မှမလုံလောက်ဘူးကွနော်အဲ့လိုစားနေရတဲ့ဘွားဆိုတော့တွေးရခါကျချင်းကိုကလေး ကိုကလေးအော်ချီလဲဆိုပါပါမလားသူအားချိုးတဲ့ပြောတတိလေးနဲ့ထွက်လာမလားအဲ့လိုမျိုးဆိုရင်ဘောနော်ပြီးတော့ခရရချီလဲအော်သူမလုံဆိုလို့ရှိရင်ခလေးရောတက်ရှိသေးလားမသိဘူးဘာသာပြရမလဲစာမစုံနဲ့ဘာသာရမလဲဒီပြေးပူတော့နော်ဒါမဲ့လဲမတက်နိုင်ဘောနော်မင်းရောက်လာရှိနေကြဆိုတော့အဲ့လိုမျိုးရှိနေတယ်ဒီကားတော့ဒီစစ်ကြီးကိုမြေပြခိုက်ချင်တယ် စစ်ဆောင်တွေကစားဖို့ခက်ခဲလာကြတဲ့အချိန်မှာချင်းကားတာတွေလောက်ကြပေမဲ့ဒါဟာခဏတာအဆင်ပြေဖို့ပါ ဝင်ငွေရဖို့အတွက်တောင်ရော်တွေလိုက်ကြရတယ်လို့ကျင်သီးလို့စားဖို့ရတဲ့ဟာတွေကိုပါရောင်းချကြရတာတွေရှိပါတယ်ဆိုရှင်တော့ပတ်စံရှိတော့ပကလိုက်ကြတယ်ရလျညာချိုးဆိုရင်တော့ကြိတ်စည်းဆိုတဲ့ဟာလေးရှိတယ်အကြိတ်စည်းကောက်ပြီးသူတို့ရောင်းတော့မလားသူတို့ဝင်ဝင်တစ်ဖက်တည်းလဲရအောင်လို့ဒီလိုစံလေးပါလေးဝယ်စားလို့ရအောင်လို့ဆိုရင်သူတို့တော့ကောက်ကြတယ် တချို့ဆိုတော့ဒီချေဆိုတောင်ရစိုက်ထားတော့တောင်ရမှာမျက်တည်တော်လို့ကြားတယ်အဲ့လိုမျိုးလို့ကြားတယ်အဲ့တောင်ရကနေထွက်တဲ့အသီးနှံနေစားရဖို့ရည်သူတို့လို့ရပါဘူးနော်အလူရှင်လည်းလုံးဝမလာဘူးဆိုတော့သူတို့အဲ့ဒါနဲ့ပဲမိခိုစားရတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့တော်လို့ကြားတဲ့တောင်ပေါ်တက်တဲ့ကြောင်ရင်တော့တချို့ဆိုနေစားနေအမျိုးတလအနေ့တစ်ပတ်ဆို9000အဲ့လိုမျိုးတနေ့ကိုဆိုတောင်ခွေအဲ့လိုမျိုးပေးရလေးရှိတယ် တချို့ဆိုနေ့စာသွားတာမဟုတ်ဆိုလို့ရှိရင် तू ကဖြုတ်တီးလေးပဲဖြစ်ဖြစ် तू စားစားတောက်စားလေးအခုချက်ဆိုဖြုတ်တီးတော့တခွာတီးတော့အဲ့လိုမျိုးပေါ်အဲ့လိုမျိုးလေးသူတို့သူတို့တောက်ရလိုက်ဝပေးတယ်ဆိုသူတို့အဲ့လိုမျိုးလေးနည်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 းပြတ်ပေးတယ်အဲ့ဒါလေးစားရဖို့အတွက်သူတို့သွားရတချို့ဆိုတော့စားလေးနည်းနည်းပေးတယ်ယောဂဖွဲရဖို့နော်ယောဂလိုက်ပေးတယ်ဆိုတော့အဲ့လိုမျိုးပေးတယ်ချူကြလဲသူတို့တောက်ရခဲဒီလားလားနည်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 းရှိတဲ့ဟာမျိုးပေါ့နော်သူကိုယ်ပိုင်တောက်ရခဲနည်းနည်းလေးသွားလောက်ကြတယ် သူတို့စာရသူတို့အားလုံးတက်လို့ကြာဆစ်ဆောင်တွေဟာခုကာလမှာစားနေရိတ်ခါအဲ့အတွက်ဆန်လုံးဝမရှိရမှုသူတို့ဘဝဟာကုရမဲ့တွေအခြေအနေဖြစ်နေစေပါခဲ့တယ်အခလောက်ခဲ့ခဲ့တယ်ဂျာဘီအာနန်မီမီဘာလောရှိပြီဝေစားဆိုလဲမဝေစားနိုင်အဲ့လိုမျိုးလေဒီ မဝဲစားနိုင်ဆိုတာကိုအိုးစားတခါတလီရောဗလဲရွာထဲမှာကောက်ဆိုင်ရဲ့ဒေါ်ခေါ်ဆိုအာလိုက်သွားစဘာရိတ်တင်းချင်းလဲဒေါ်ရောခေါ်ဆိုလိုက်သွားတဲ့အဲ့ဒါဒေါ်ရောနည်းနည်းပါးပါးကြည့်ရတဲ့အမျိုးရှိပေါ့နည်းနည်းပါးပါးကြည့်ဆိုသူတို့လည်းဘယ်လိုပြောမလဲအဲတည့်ရတတောင်းဆိုတော့အဲတတောင်းဖိုးလောက်အဲအဲ့လိုမျိုးပေါ့ ဒီလိုပဲဆရာမဘယ်လိုပြောမလဲ။အော်တနည်းနဲ့တနည်းနဲ့ဘယ်လိုအလောက်လည်းမရှိနဲ့ဘယ်လိုလောက်ဘယ်လိုစားမလဲဆိုတနည်းတနည်းဒီမျိုးဟိုချိန်မိုက်ပြီးနေရတယ်ပြောရတော့မပေါ့။အဲဒီဒီတလနလာတော့ပြောင်းဖို့ရှိတော်သေးတယ်လို့ပြောမှုကုံသွားဘယ်လိုလောက်မလဲလို့တော့ပြောနေ။ကလေးဆိုရလေအကလေးလည်းပြောတယ်လေသူစပြောပြောကြည့်ပြန်လဲ။ မစားချင်ဘူးပြောတယ်စားချင်မရဘူးလို့အဲစာပြအောင်စားရမယ်နော်ပြောပြန်ဘူးလို့ကြွေးမျိုးလဲဖိုးဖွားခိုက်ရကဆိုစားတယ်ဒီမျိုးပြောင်းဘူးလို့ ਨੇ ဒီမှာဟင်းရင်နဲ့စားတယ်တောက်တယ်အစာပြည့်တယ်တဲ့ပြောတော့ကလေးကလည်းတမိန်နဲ့မတူဆိုကလေးကလည်းပြောတယ်လေ ီဆိုလို့ရှိရင်တော့음20 25တော့တော့ရှိမှထင်တယ်ကျန်တဲ့လူဆိုတော့နည်းနည်းလေးတော့ရှိသေးပါတော့25အဲ25 26တော့ရှိမှထင်တယ်ဆက်ပြတဲ့အိဆိုလုံးဝပြတ်သွားတဲ့အိပေါ့နော်ညီမတို့လိုမျိုးနည်းနည်းတပီနပီအမျိုးကျန်တဲ့အိဆိုလို့ရှိရင်တော့အဲရှိတော့ရှိပါတော့အမျိုးလုံးဝပြတ်သွားတဲ့အိဆိုတော့ရှိတယ်အမျိုးအိမ်နေဆိုလို့ရှိရင်တို့ဝါစာတက်ဘလို့ဖြစ်ရှိကြလဲဆိုမနေ့ပိုင်းဆို စံများသေးနော်အမျိုးသမီးရှက်တယ်ဘုနာစံများရဲ့မနေ့ကညနေရောအမျိုးစပြုတ်ပဲရှက်စားကြတယ်စပြုတ်တော့မှစပြုတ်တကယ်စပြုတ်ပဲချိုးဆိုစနေမို့တော့မဝင်နိုင်တော့ဒီတိုင်းပဲစပြုတ်အဲ့လိုမျိုးစပြုတ်ဖြစ်သွားတယ်ဘုနာညီမတို့ညီမတို့လည်းအဲ့လိုမျိုးပဲခါရောရှိရင်တော့အခုဆိုတော့စံတစ်ခွန်းနှစ်ခွန်းကြက်သေးတော့အဲ့ဒါမနေ့ကသမီးရှက်စားတယ်ညနေဆိုတော့စပြုတ်ပဲအဲ့လိုမျိုးပဲဖြစ်မယ်နေ့လည်စားစားရလား ကြပြီမိလဆမ်ဆာရတာက၃လလောက်ရှိပြီထင်တယ်မိလဆမ်ဆာရတာညီမညီမကိုတွေ့ပါတော့ညနေစာနဲ့မနက်စာပဲဦးစားပေးဒါတော့မအဝေါ်ဝါးလေးလင်ဆာရရင်တော့တပကစားဆိုအခုဆိုပကပကဝဲလောက်ပဲအဲ့လိုမျိုးပါနော်အဲ့လိုမျိုးပဲဆာရရတယ်မျိုးသားလည်းအတိုင်းပဲကိုလည်းအတိုင်းပဲသူများစီမလည်းရှင်းကားတယ် တငယ်ချင်းလည်းမရှိဆိုလို့ရှိကိုစင်မာလာရှင်းကားတယ်ကိုကရှိလို့တော့မဟုတ်ဘူးတော့ဘူးရှိသူတဘူးရောက်ပေးတယ်ကိုစင်မာလည်းမရှိတော့ဆိုသူစင်မာရှိဆိုလို့ရှိသူလည်းအဲ့လိုမျိုးပဲပြန်လုပ်ပေးတယ်ဒေါ်တီရောလူသားချင်းစတာစိတ်ရှိနေတယ်လို့ဟောတော့ဒီလိုမျိုးဒုက္ခရောက်ပေမဲ့လူသားချင်းစတာစိတ်ရှိနေတယ်သူအဲ့လိုမျိုးလုပ်ပေးသေးတယ်တခါရောက်ရှင်တော့လောဝသူစင်မာလည်းမရှိကိုစင်မာလည်းမရှိဆိုကိုကပစံလိုက်ရှိတယ်ပစံရှိပြီးတော့တဘောဖြစ်ဖြစ်တပြည့်ဖြစ်ဖြစ်နှစ်ပြည့်ဖြစ်ဖြစ်အဲ့လိုမျိုးဝယ်စားတယ် အခုနောက်ပဲကျတော့သူများကလည်းခဏခဏရှိဆိုတော့သူများကလည်းပေးရှိရှင်ပြတော့တော့ကိုလည်းငွေမရှိတော့အဲ့လိုမျိုးတွေတော့ဖြစ်နေတာပေါ့အိမ်တွေကလည်းပြန်လို့မရသေးပါဘူးစံပြုတ်ပေးဆက်စားနေရမလားအလူရှင်မင်းမျော်ရမလားအနာကက်ကမတေးချာမရေရာဖြတ်တန်းနေရအောင်မှာပဲဖြစ်ပါတယ်ညီမရေတော့ပြန်နေလို့မရတော့ que dijo el enviado. Se lo he sentido en tu lacha. Lo voy a pedir un pietino piedra, bueno. Y esto lo suena. Nene, pietino ya, tío. Es que se lo he sentido en tu lacha. မျော်လေးချက်လည်းမရှိတော့အိမ်ပြန်ဖို့လဲဘယ်ပြန်မလဲလဲမသိတော့အခုလက်ရှိစဉ်းစားရတော့မတီအောင်လို့ပဲနေမယ်ခုခလေးကိုပြန်စမ်းမယ်အဲ့လောက်ပဲတီးတော့နေငယ်ကြီးကောင်းပြီးတော့အိမ်ပြန်ရမယ်လို့မတွေးရဘူး ဒီနေ့လည်းမြူးမြူးကြားနေရတော့ဒါကြောင့်လို့ဘာမှမတွေ့ရမတည်အောင်လို့မနေရတော့မယ်အဲ့လိုမျိုးတွေ့လိုက်တော့